စပါးနယ်ပွဲမှာအမရင်လောက်ခဲ့တဲ့ဒီဆုံးဖြတ်ချက်ကိုပြင်းပြင်းထန်ထန်ဝေဖန်နေကြတဲ့ United ဖန်များ Manchester United အသင်းကတော်တန်ဟော့စပါးအသင်းနဲ့ကစားခဲ့တဲ့ပွဲအပြီးမှာ Social Media ဝါကပရိသတ်တွေတုံ့ပြန်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။ Premier League မှာ၄ပွဲစတိုက်ရှုံးပွဲမရှိဘဲနဲ့ချေစွမ်းပြထားတဲ့ United ဟာမနေ့ညကတော်တန်ဟော့စပါးတို့ရဲ့အိမ်ခွင်းမှာစပါးနဲ့ထပ်မံရင်ဆိုင်ခဲ့ရပါတယ်။ပွဲစဉ်တွေမှာတော့နေရာဒီမှာခေါ်ယူထားခဲ့တဲ့ကစားမသစ် Brian Ambumo က32မိနစ်မှာဂိုးသွင်းယူပြီးတော့ United ကို1-0နဲ့ဦးဆောင်စေခဲ့ပါတယ်။ တတိယပိုင်းမှာတော့တောမက်ဖရန်နဲ့အတင်းသားတွေဟာချီပါကိုရဖို့ဖိအားပေးကစားခဲ့ရမှာ84မိနစ်မှာလူစားဝင်ကစားမှာမာတစ်တဲလ်ကတင်းကိုတင်းယူပြပြီးတော့ဝမ်ဝမ်ဖြစ်သွားခဲ့ပါတယ်အချိန်မိုရောက်မှာတော့ရစ်ချာလီဆန်က2-1ဖြစ်စေမဲ့ကိုတင်းယူခဲ့ပြီးတော့နိုင်တက်ကိုဦးဆောင်ထားနိုင်ခဲ့ပါတယ်ဒါပေမဲ့ United ကလက်မလျှော့ခဲ့ပဲနဲ့ United နောက်ခံကစားမှာဒီလစ်ကပွဲပြီးကာနီမှာခေါင်းတိုက်ကိုတင်းပြီးတော့အတူတူတည်ရလက်ဖြစ်သွားခဲ့ရပါတယ် ဆိုရှယ်မီဒီယာပေါ်မှာထုတ်ပြန်ပြောဆိုခဲ့ကြတဲ့နေတဲ့ပရိသတ်တွေကနီးပြားရူဘင် MRI ရဲ့ဆုံးဖြတ်ချက်တစ်ခုပေါ်မှာကျေနပ်မှုမရှိတာတွေ့ကြရပြီးတော့သူတို့မကျေနပ်ကြတာကတော့ MRI နေနဲ့အန်ပူမို့ကိုပဲကျမ်းမှာထားကစားစီခဲ့တာပဲဖြစ်ပါလိမ့်ပရိသတ်တွေက MRI ရဲ့နေရာထားသုံးမကျမှုကြောင့်ဒီဘက်မှာဂိုးပြလိုက်ရတာအန်ပူမို့ကိုပဲကျမ်းမှာဘာလို့ဆက်ထားနေရလဲလို့ရေးသားခဲ့ပါလိမ့်နောက်တစ်ခုကလည်းအန်ပူမို့ကပဲကျမ်းမှာပဲရှိနေတော့ကုညာညာဘက်မှာဆက်စကိုဝင်လာတယ်အမရင်ဘာရီလုံနေလဲနားမလဲဘူးလို့ဝင်ရောက်ရေးသားခဲ့ပါသည် ။တတိယပြိသက်တဲ့ဦးကတော့ဒါကအမ်မိုနီယာဒီယာစီမှာအစိုးဆုံးစွမ်းဆောင်ရည်ပဲဖြစ်တယ်။အတင်းကိုပြောတာမဟုတ်ဘူး။မန်နေဂျာကိုပဲပြောတာ။အမ်ပူမို့ကိုဘာလို့ပွဲတစ်လျှောက်လုံးဘယ်ကျမ်းမှာကစားစီတာလဲ။ဒါတကယ်ကြီးမားတဲ့အမှားပါပဲလို့ထပ်ပေါင်းပြောကြခဲ့ပါရီ။နောက်တစ်ဦးကလည်းအမ်ပူမိုကိုဘယ်ဘက်မှာနေရာယူကစားစီခဲ့တဲ့အကြောင်းရင်းကိုငါစဉ်းစားလို့မရသေးဘူးလို့ရေးသားခဲ့ပါရီ။အခြား United ပြိသက်တဲ့ဦးကတော့ဆက်စကိုဝင်လာတဲ့ချိန်မှာအမ်ပူမိုကိုဘာလို့ဘယ်တောင်မှမှာပဲဆက်ထားလဲ။ဒီနေ့ကိုညာခြေစွမ်းမပြတာကိုမြင်နေရတယ်။မောင်တာမဟုတ်ဇက်စည်းကိုအချိန်မီထည့်ပေးဖို့ပဲလိုတာပါလို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။နောက်ထပ်ပြည်သက်တအုပ်ကလည်းအမ်ဘူမိုညာချန်းကနေကစားပြီးတော့လာစဉ်ကောင်းစားကစားမဆူရခဲ့တာ။နောက်ဘက်မှာတော့အတင်းကထိန်းချုံမှုလိုအပ်နေတောင်သူ့ကိုဘယ်ဘက်မှာကစားစီဒီဘက်ကိုအနိုင်ယူပြီးတော့စပါခန်စစ်ကိုပို့ပြီးတော့ဖိအားပေးတိုက်ခိုက်ခဲ့တယ်နိ။နောက်ထပ်အခွင့်အရေးတစ်ခုလဲချော်သွားတယ်စိတ်ပြက်တယ်လို့ပြောကြားခဲ့ပါတယ်။